စာတမင်းလေးရဲ့အလန်းစာဖရိတ်ကနဂိုနဲ့ချန်ပီယံလိတခင်ကြီးကိုအင်ခေါ်တီးပေးလိုက်တဲ့စင်ပြန်ကြီးပရိသတ်များအားလုံးမင်္ဂလာများရွှေရောအိုင်မတ်ကွန်ရှယ်ကောအွန်လိုင်းအချင်းကနေပြန်လည်ကြိုလိုက်ပါရင်မဖြစ်နိုင်ဘူးဆိုတာသိကြသွားပြီလားမိတ်ဆွေဒီကလန်ရိုက်တာရှင့်ဘာပဲဆိုဖြစ်နိုင်ပါရင်စင်ပြန်ကြီးကတော့ချန်ပီယံလိတခင်ကြီးဟလာဝါမက်ထစ်ကိုအင်ကွင်းထစ်ခေါ်ပြီးရိုက်ရဲ့ခန်းနာစံပြားလုံးနဲ့ဖရိတ်ကအတွင်းကိုနေအတူဆုံးမပေးလိုက်ပါရင်ပွဲမစားခင်တုန်းကတော့အားလုံးကချန်ပီယံလိရဲ့အောင်မြင်ဆုံးအသင်းနဲ့ချန်ပီယံလိဖလားဆိုတော့ မိုးလို့တောင်ရှူစရာမရှိတဲ့အသင်တွင်းဆောင်တဲ့ပွဲမော်လို့စင်မြန်ကြီးကအထင်နဲ့သိထားခဲ့တာပါဒါအပြင်စင်မြန်ကြီးမှာတိုင်းစင်မှုကလည်းမရှိလူကလည်းမစုံဆိုတော့ဟလာဝါမက်ထရစ်တို့အေးဆေးဆေးနဲ့နိုင်သွားခဲ့လိမ့်မယ်လို့ဟော့ကင်းနဲ့ထုတ်ခဲ့ကြတာဖြစ်ပါတယ်ဒါပေမဲ့တကယ်တမ်းမှာတော့တော်ဝင်ဆန်းပြတဲ့မော်ဝင်ကန်နာတို့ကပဲမော်တင်ကန်နာမှာပေါ်တင်ရန်ခါကစော်တင်လန်းသလားပြီးပျော်ရွှင်အလန်းစားဖြစ်သွားခဲ့တာပဲဖြစ်ပါတယ်စင်မြန်ကြီးရှုံးမလားရှုံးမလားဆိုပြီးအေးအေးပြခံထားကြည့်တဲ့ဟိုတင်းဖန်တွေလည်းအေးအေးပြအကျိုးမနဲ့ဖြစ်သွားခဲ့တာပဲဖြစ်ပါတယ် ဒါအပြင်ဟလဝါမဲထွေးတို့ဟာချန်ပီယံလိမ့်မှာဆိုရင်စင်မြန်ကြီးကိုမတိုင်းနဲ့မှတ်တမ်းစုကိုဆက်လက်ပိုင်းဆိုင်သွားခဲ့ရတာဖြစ်ပါတယ်။2006ခုနှစ်တုန်းကချန်ပီယံလိမ့်မှာတော့ကလည်းစင်မြန်ကြီးတို့ဟာဟလဝါမဲထွေးကိုဟွန်နရီရဲ့တလုံးထဲသောတကူတော်အတွင်းကိုနဲ့ကြောပြတ်ပြီးဖိုင်နယ်အထိတက်ရောက်ခဲ့တာပါ။ဒီတစ်ခါရောစင်မြန်တို့ဟလဝါကိုကြောပြတ်ပြီးဖိုင်နယ်ရောက်လာမလားဆိုတာစောင့်ကြည့်ကြင်စရာကောင်းလို့ပါတယ်။စင်မြန်ကြီးတို့လူမဆိုးတာတော့ပွဲကိုစိတ်တိုက်ထင်းချုပ်ကစားသွားနိုင်ခဲ့တာဖြစ်ပြီးအကယ်၍အဆုံးသတ်ကောင်းတဲ့တိုက်စစ်ကစားပါလာရှင်ကော်တိုင်းသာလက်စွမ်းမပြနိုင်ခဲ့ဘူးဆိုရင်ဒီထက်တောင်ဂိုးကပြောင်းအောင်မှာဖြစ်ပါတယ်။တပုံပုံဒရိုင်းနိုင်တဲ့ကန်နေပြီးစင်မြန်ကြီးတို့ဟလဝါမဲထွေးကိုလန်ဒန် ချက်ဖာကြည့်လို့သဘောထားကကစားသွားခဲ့တာဖြစ်ပါရင်ဟလိုကတော့အတွက်ကတော့ဒီရာသီကအနေမြင့်အတက်ကျများတဲ့ရာသီမှာတူးချင်းကောင်းတဲ့ကစားမတွေများနေတာကြောင့်ရလက်တင်ကောင်းနေပေမဲ့အသင်းလိုက်ကစားဖို့မှာတော့လိုအပ်ချက်တွေများနေတာဖြစ်ပါရင်စင်ရင်းနဲ့ပွဲမှာ ကစားသမားတွေဟာအချင်းဆက်ပြတ်နေပြီးအသင်းလိုက်ကစားပုံလုံးဝမရှိခဲ့ဘူးဖြစ်ပါတယ်။ဒုတိယအကြောင်းဘာနေပြုပါရီယဲတို့ကမ်းပန်နိုင်မလားဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ပွဲထွက်လို့ဆင်းမှာစီမင်းတို့ဟာတိုင်းစစ်မှာမာရီနိုကိုထောင်းနေကစားကမာတင်နယ်လီစာကာရုံးရဲ့တောင်ပန်နဲ့ဝင်းရံခဲ့တာဖြစ်ပါတယ်။ကွင်းထဲမှာအိုရီကက်ပါတင်ဒက်ကလာရိုက်တို့ရှိနေခဲ့ပြီးခန်းစစ်မှာတော့လူစ်ကယ်လီကီဝီရောဆာလီဘာတင်းမားနဲ့ရော်ရာတို့ကိုထားကစားခဲ့တာဖြစ်ပါတယ်။ဟယ်လိုအမတ်တွေကလည်းသူတို့ရဲ့ကျင်းစုတွေဖြစ်ကြတဲ့ဗီနီရှက်အမ်ဘာဘေတို့ကိုတိုက်စစ်မှာတွဲကစားကဘဲလင်ဟမ်ကာမာဘင်ကမော်ဒရစ်ရော်ဒီကိုတို့ကိုထုတ်သုံးလာတဲ့အပြင်ခန်းစစ်မှာ အလားပါရူဒီကာအဆန်စီယိုဘဲပါဒီနဲ့ဂေါတမကော်တွိုင်းတို့ကိုခင်းချင်းလာခဲ့တာဖြစ်ပါတယ်။စမိန်တို့ဟာပွဲကိုလောလောထိန်ချုပ်ကစားနိုင်ခဲ့ပြီးတေကန်မော်ရီကနေလည်းဂိုးပေါက်တွေချိန်ချောင်းနိုင်ခဲ့ပါတယ်။ဟလာဝါတို့ကတော့ဒူးချင်းချေဆွမ်းကိုအားပြုပြီးစင်မြန်ကြီးတို့ကိုတစ်ချက်ကောင်းနေကနေဒုက္ခပေးနေခဲ့တာပါ။ပွဲစားချိန်၁၂မိနစ်မှာမာတီနယ်လီဆွဲဝင်ချိုးပေးမှုကိုအာရစင်နယ်ကစားကွက်တွေထန့်စင်အောင်အသုံးသင့်ရင်အပါတီရဲ့ကံကြက်ကောင်းမွန်ခဲ့ပေမဲ့ ကော်တိုက်လက်ဆမ်းပြကားဝယ်သွားခဲ့တာကညမျောစရာကောင်းခဲ့ပါတယ်ပွဲကစားချိန်မိနစ်30မှာစမြန်ကြီးကစားသမားတွေဘောလုံးပြရကနေဘယ်လင်ဟန်ရဲ့ခင်းမဲမှုကိုအမ်ဘာဘီဆွဲပြီးကန်သွင်းခဲ့ပေမဲ့ရာရာကလက်ဆမ်းပြကားဝယ်နိုင်ခဲ့ပါတယ် ပရာဝိုင်းဘီကနေမှာတင်မရဲမှာတင်ပေးမှုကို right ကအပိုင်းကောင်းတိုက်ခွင့်ရခဲ့ပေမဲ့ court တိုင်းကကာဝယ်ခဲ့ပေမှာတယ်ပရာဝိုင်းကကိုမရှိသေးကြနေပေမဲ့တသင်းစလုံးအပြန်လန်ကိုသိန်းခွင့်ရခဲ့ကမျော်လင့်ချက်ရှိနေကြတာဖြစ်ပါတယ်ဒီလိုနဲ့ဒုတိယပိုင်းစတင်လာခဲ့ပြီးပွဲကစားချိန်59မိနစ်မှာစင်မြန်ကြီးတို့ကဂိုင်30ကွာကနေ free kick ရခဲ့ပါတယ်ရရှိလာတဲ့ free kick ကို right ကလှလှပပလူတိုင်းရဲ့ဘယ်ဘယ်ချမ်းကနေဝေးဝိုင်ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်ကန်ချက်ကတိကျသေးသက်မြန်ဆန်လွမ်းလာကြောင်း ကိုသမားကော်တိုင်းလည်းဘာမှမလုပ်နိုင်ခဲ့ဘူးဖြစ်ပါတယ်။ပွဲကစားချိန်66မိနစ်မှာစကယ်လီရဲ့ထိုးပါမှုကနေမာတီနယ်လီနဲ့မာရီနိုတို့ကအပိုင်ကန်ခဲ့ပေမဲ့အလားပါရှင်းထုတ်သွားနိုင်ခဲ့သလိုကော်တိုင်းကလည်းလက်ဆွမ်းပြသွားခဲ့ပါတယ်။စမိန်တို့နောက်ထပ်ဂိုးရဖို့အခွင့်အရေးတွေအချင်းချင်းရနိုင်ခဲ့ပြီးဂိုးကန်ခင်းနေခဲ့တာပါ။ဒီလိုနဲ့ပွဲကစားချိန်66မိနစ်မှာနောက်ထပ်တပန်ဖရီကစ်ထည့်ရပြီးဒီတစ်ခါမှလည်းရိုက်ကဆယ်ပြားစေးတောက်ကိုတိုက်ရိုက်ထက်မှန်ကန်ထည့်သွားခဲ့ပြန်တာဖြစ်ပါတယ်။ ပွဲစားချိန်94မိနစ်မှာအာဆင်နယ်တို့ပွဲသိမ်းကိုရခဲ့ပြီးတွယ်လုံးချိန်ဆွမ်းပြနေတဲ့ Louis Gale ရဲ့ဖန်တီးပေးမှုကိုမာရီနိုကအဆုံးသတ်ခဲ့တာဖြစ်ပါရင်အခုလော3ဂိုးပြန့်နိုင်ခဲ့တာကြောင့်စင်မြင်တို့ဟာဘာနေပြူပါသာထိန်းကစားနိုင်ခဲ့ရင်စင်မီဖိုင်နယ်တက်ဖို့အလားလာကောင်းနေပြီဖြစ်ပါရင်ဟုတ်ကဲ့ပါမြောင်ဗီလီဟာဒီလောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီ video လေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုလိုက်ရပါတယ်ခင်ဗျာ